ဒီနေ့မှလဲဇဝင်းထုတ်တခြင်းဆိုရင်နာမည်တခုအရယူအောင်မှာပါဆိုတဲ့အာကာမြင့်အောင် ကဲပရိသတ်ကြီးတို့ရေပရိသတ်ကြီးတို့ရဲ့အချစ်တော်အာကာမြင့်အောင်ကတော့အမြဲတမ်းဆိုသလိုသူမတူတဲ့အမှုပညာတွေကိုဖန်တီးပြီးပရိသတ်တွေစီကိုချပြနိုင်ဖို့ကြိုးစားနေကြတာပါအဲ့ဒါအပြင်စကားပြောဆိုကအစားပွန့်ပွန့်လင်းလင်းပြောဆိုတတ်တဲ့အမှုရာတွေကြောင့်ရုပ်ရှင်မင်းသားမင်းသမီးတွေလိုဖြူဖြူချောချောမဖြစ်နေပေမဲ့လဲသူမကိုအားပေးတဲ့သူတွေကတော့ခေတ်တွေဘလောက်ပြောင်းပြောင်းရှိမြဲရှိဆဲဖြစ်နေကြတာပါ အဲ့ဒါအပြင်အာကာမြင့်အောင်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့မယွင်ရွှေကာရိုက်တာကိုပြင်းပြင်းကြားသလိုဒရိုက်တာဂန်တွေမပိုင်ပေမဲ့လည်းသူမရဲ့ဖန်တီးမှုတွေကနောင်လာနောင်သားတွေအထိပါကြံ့ရင်နေသေးဖြစ်ခဲ့ပါတယ်။သူမမရှိတဲ့ထူးခြားချက်ကတော့သူမတူတဲ့အတန်နဲ့ရုပ်ရည်အသွင်ပြင်တွေလို့ပြောရမှာပါ။အဲ့ဒါအပြင်သူမတူအောင်ရိုက်ကူးနိုင်လုံးနဲ့အကျင့်တွေကြောင့်ဘသူတွေကဘလောက်ပဲဗလိန်တာမျိုးတွေရှိနေပါစေ။သူမကတော့ကိုလို့ချင်တာလုပ်နေရရင်ပျော်ပါတယ်ဆိုတဲ့လူသားမျိုးဖြစ်နေကြတာပါ။ အဲ့ဒါပြင်မိမသားဖြစ်နေပေမဲ့လည်း fighting gun တွေဆိုရင်ကိုတိုင်ဝင်ပြီးတရုတ်ဆောင်တတ်တာမို့ဒေါကပရိသတ်တွေရောမြူကပရိသတ်တွေအထိပါတခဲနဲ့အပေးချင်းကိုခံနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးရုပ်ရှင်ဇာတ်ကားတွေမှာပဲတရုတ်ဆောင်တဲ့သူမှဘသူနဲ့မှမတူတဲ့အတန်ပါဝါမျိုးကိုပိုင်ဆိုင်ထားတာကြောင့်တကြံမန်းတဲ့တွေမှာတချင်းဆိုတာမျိုးတွေရှိနေခဲ့ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်တွေတုန်းကအပျော်သဘောအနည်းနဲ့တီးဆိုခဲ့တဲ့မိချောတချင်းမှာမော်လုံးတစ်ပုတ်ထဲနဲ့နာမည်ကြီးပြီးအာကာမီအောင်နာမည်ကနေမိချောရဲ့မော်လုံးဆိုတဲ့နာမည်တစ်လုံးနဲ့လူငယ်တွေကြားထဲမှာအတော်လေးကိုနာမည်ကြီးသွားခဲ့တာပါ။ အစပိုင်းမှာတော့အာကာမြင့်အောင်ရဲ့တချင်းဆိုပုံနဲ့ပတ်သက်ပြီးဝေဖန်ကြရမှုတွေရှိနေပေမဲ့လည်းအခုအချိန်မှာတော့မြန်မာများပြီးချစ်ကြွဝင်ခဲ့ကြပါပြီ။အခုအချိန်မှာဆိုရင်လည်းပြိသက်တွေကိုမဖျော်ဖြေရသေးတဲ့သူမခင်ဗျာဒီနေ့မှလည်းမတူညီတဲ့ပုံစံတွေနဲ့ဇဝင်းတို့တချင်းကိုတီးဆိုသွားပါအောင်မယ်ဆိုပြီးအတိပေးလာခဲ့ပါတော့တယ်။သူမကတော့ဒီနေ့ကြံနဲ့ပတ်သက်ပြီးအတော်လေးစိတ်လှုပ်ရှားနေခဲ့သလိုကိုယ်တိုင်ဖျော်ဖြေနိုင်မှုအရေးကိုလည်းစိတ်အားထက်သန်နေပါတယ်။ တကယ်တမ်းမှကြတော့အာကာမြင့်အောင်ဟာရုပ်ရှင်ရက်ကူးရဲ့အပိုင်းကိုလည်းစိတ်ဝင်စားပေမဲ့တချင်းဆိုတဲ့အခါမှပို့ပြီးလူသိရှင်ကြဖြစ်ခဲ့တာမို့သူမကိုယ်တိုင်တီဆိုထားတဲ့တချင်းတွေကိုလည်းထွက်ဖို့ရှိကြောင်းအသိပေးလာခဲ့ပါတော့တယ်။အဲ့ဒါအပြင်ဒီနေ့တကြံကတော့သူမမျှော်လင့်ထားတဲ့အတိုင်း UNESCO စီးရင်တဲ့ကိုဝင်ခဲ့တာဖြစ်လို့မြန်မာတွက်ဂုံလဲဂုံယူတယ်ပျော်လဲပျော်တယ်ဆိုပြီးဖွင့်ပြောလာခဲ့တယ်လို့ပရိသတ်တွေရဲ့အကြိုက်တွေ့စေမဲ့တချင်းတွေကိုလည်းအတူတူဝင်ရောက်ဆင်နွှဲသွားမှာပါဆိုပြီးပြောလာခဲ့ပါတော့တယ်။ တကယ်တမ်းသေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင်အာကာမြင့်အောင်ဆိုတာအကလုံးနဲ့ကွဲထွက်နေပြီသူနီးသူဟန်နဲ့ပြိသက်တွေဂျားတဲ့ကိုရောက်လာခဲ့တာဆိုတော့တကယ်ကိုမှကြီးကျူးဖို့ကောင်းနေခဲ့ပါပြီအဲ့ဒါပြင်သူမရဲ့တမှုထူးခြားတဲ့ပင်ကိုဟန်တွေကဖျားဆုတစ်ခုလိုဖြစ်နေခဲ့ပြီဘာလို့လဲအောင်မြင်မှုတွေရနေခဲ့တယ်ဆိုတော့သူမရဲ့စံကတော့တကယ်ကိုထူးဆန်းဖို့ကောင်းနေခဲ့တာပါအဲ့ဒါပြင်သူမရဲ့မျိုးဆက်ဖြစ်တဲ့တားဖြစ်သူကလည်းတစ်ချက်ပြလိုက်တာနဲ့ရကမတန်းတော်ဂျားတဲ့အထိပြိသက်တွေဂျားတဲ့မှာနာမည်ကြီးသွားခဲ့တာဆိုတော့အာကာမြင့်အောင်ကိုမချင်ရင်သူ့ရဲ့စံကိုတော့ဘလို့မှအထင်သေးလို့မရပါဘူးဗျာ ဒါပြင်အာကာမြင့်အောင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းရောက်ကမကြီးဆိုပြီးဝိုင်းဝန်းစားနောက်တာကိုခံနေရပါသေးတယ်။ဘာပဲဖြစ်ဖြစ်ပါမနစ်ကမိချောဖြစ်ခဲ့တဲ့သူမကတော့ဒီနေ့မှလည်းဘလို့သချင်းတွေနဲ့ဘလို့နာမည်တွေကိုခံယူအောင်မလဲဆိုတာဘသူမှမသိနိုင်တာမို့လူငယ်တွေကြားတဲ့ဗေဒီတစ်ခုလိုတောင်ဖြစ်နေကြရပါပြီ။ဆိုတော့ပရိသတ်ကြီးတို့လည်းသူမနဲ့လိုက်ဖက်ညီမဲ့သချင်းလေးတွေရှိရင်ဘလို့သချင်းတွေကိုဦးစားပေးပြီးစိုးစေခြင်းလဲဆိုတာပြောပြသွားကြပါအောင်နော်။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နောက်လည်းအခုလိုအနုပညာရှင်တွေရဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ။